မမင်္ဂလာပါဇေနု6သိန်းကျော်လေးနဲ့နောက်ဆုံးအစ်စ်ထွက်ရှိလာတဲ့ Redmi 15လေးကိုကျွန်တော်ဒီနေ့အတူတူကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျ Redmi 15ရဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ် back cover ကို plastic bag ကိုအသုံးပြုပေးတာဖြစ်ပြီးတော့ခုံးလေးကိုလုပ်ပေးထားတယ် back cover မှာဒီလိုမျိုး shape ပြီးလေးဒီဇိုင်းလေးထည့်ပေးထားတဲ့အတွက် neon နဲ့မှကြည့်တဲ့အခါတော်တော်လေးတည်တာပါပဲပေါ့နော်ဒီဇိုင်းလေးက true စံစံလေးလှပါတယ်ထွက်ရှိခဲ့တဲ့ Redmi ရဲ့ဒီဇိုင်းလေးမှမတူပဲကွဲပြားနေအောင်တွေ့ရပါတယ်လေးချိန်ပိုင်းမှာ 224g ဖြစ်ပြီးတော့အထူအနေနဲ့က 8.6mm ဖြစ်တော့နည်းနည်း bulky bag ကိုတော့သူကသွားတယ်ကိုင်းရိုက်နေရမှာတော့နည်းနည်း ထူထောင်တော့ရှိပါခင်ဗျာ Android version 15နဲ့လာမှာဖြစ်ပြီးတော့ Xiaomi ရဲ့ HyperOS version 2နဲ့တခါရဲ့လာမှာပဲဖြစ်ပါတယ် CPU ဘက်မှာ Snapdragon ရဲ့685 6nm CPU အသုံးပြုပေးထားပြီးတော့ benchmark တွေအရကတော့ Helio G100 နဲ့တော်တော်စင်တာကိုတွေ့ရပါတယ် Play ဘက်မှာဆိုရင်တော့6.9 inches ကိုအသုံးပြုပေးထားဖြစ်ပြီးတော့ resolution အနေနဲ့ကတော့ 1080p ကိုအမြင့်ဆုံး support ပေးမှာပဲဖြစ်ပါတယ်90 hz ကိုအသုံးပြုပေးတာမဟုတ်တော့ဘဲနဲ့144 hz ဖြစ်တဲ့အတွက်ရုပ်ရှင်တွေကြည့်တဲ့အခါပဲဖြစ်ဖြစ် game တွေဆောက်တဲ့အခါပဲဖြစ်ဖြစ် referee ကတော်တော် ော်လေးညာဆက်စီမှာပဲဖြစ်ပါတယ်ခင်ဗျာကင်မရာ15 megapixel အသုံးပြုပြထားပြီး selfie ကင်မရာ8 megapixel နဲ့လာမှာပဲဖြစ်ပါတယ် video resolution အနေနဲ့ကတော့အမြင့်ဆုံး 180p 30fps ကိုအမြင့်ဆုံးထားပြီးရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ် side mount ရဲ့ fingerprint ကိုအသုံးပြုပြထားပြီးပြီးတော့ bezel ဘူရဲ့အသုံးပြုရဲ့နေရာမှာလည်းတော်တော်လေးညာဆက်ပါတယ် battery ampere 9000ဖြစ်သွားပြီးတော့ 32fps ဖြစ်တဲ့အတွက်အားလည်းအကြာကြီးသုံးလို့ရတယ်လို့အားသွင်းရင်လည်းတော်တော်လေးမြန်မဲ့နေထားမှာရှိပါတယ်ပြောရမယ်ဆိုရင်တော့ screen size ကြီးကြီးရတဲ့အသုံးပြုခြင်းနဲ့ game ကိုအပြင်းပြင်းလေးစောမယ်ဆိုရှယ်မီဒီယာသုံး TikTok သုံးတဲ့အတွက် screen size ကြီး ီးတဲ့ရှာနေတယ်။ global အလုံးလေးလည်းဖြစ်ရမယ်ဆိုရင်တော့ Redmi 15လေးကတော်တော်လေးအဆင်ပြေမယ်ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်။